ရန်ကုန်ခရိုင်တရင်73 56 78 78တရင်၅ရင်စုဖွဲ့မှုမှာပြည်သူရဲဘော်တွေရဲ့အမိတ်နာခံမှုကြစ်လက်မှုစည်ရေးကျွမ်းကျင်မှုနဲ့ကိုခန္ဓာကြန့်ခိုင်တန်ဆန်းမှုတို့ကိုအထူးလေးကျင့်နေကြတာဖြစ်ပါတယ်လူတန်ဖိုင်လေးကိုဒီလိုကြည့်ကြအောင်ဗျာ I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks, this and that. Spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past. And the pettiness, a reflection of the emptiness. Hilarious, you think you're worth my time, you're delirious. Mysterious, because you are behind a fake experience inferior You know I'll always be a bit superior Get off of me, this ain't no humble brag I want you to hear words, you can say them back I want you to feel free from the chains that last And to believe in what you got, it was built to last, yeah Now that I've been put through hell I never got anyone's help I had to do it all myself Gonna learn the consequence of being incompetent Mental health is confidence, dreams into modestness I'm not here to save the day, that's for you to take away I could play a million mind games, but instead I say Something not illogical, something that is topical Rub it on and watch it go, make yourself unstoppable so remarkable. Thoughts in my head, a collage and they spread. I'll be great one day, going off of my meds. No, I'm not giving up, no, I'm not giving in. I will make it to the top, taking off in the wind. I gotta make it. I'm saving every day to taste it. I'm patient, but my mind, it can hardly take it. I'm chasing a dream that I've had for several ages of bacon. Modern kingdom, <laughs> <for the day. laughs> ရှင်တို့မွေးတဲ့ရအသိမွေးခဲ့ရမယ်ကောင်းဒီမြန်မာနိုင်ငံမှာဟော့တီလူကိုလူမျိုးတွေကိုမျက်မြင်ကိုတွေ့ရရက်ဆက်ဆက်နော်ဒီနေ့တိုင်တိုင်လှုပ်ပြလာတာတော့မှဒီနေ့ဒီအချိန်ထိစစ်တပ်ကိုမပြိုလဲစေချင်ပါဘူးဆိုတဲ့လူတွေဟာရှင်တို့ဘာတွေနဲ့ထမင်းစားခဲ့တာလဲ ပြန်ဆုံมาပါနည်းနည်းဟိုတာဝန်ကြီးစူတောင်းနေအမှစူတောင်းနေလိုက်ပြန်ဆုံဖို့ အားလုံးပဲမင်္ဂလာပါကိုကြက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလူလေးတွေကို reaction မလို့တွားပြခင်မှာတော့ယနေ့ November 10ရက်နေ့ဒီနေ့နေ့ရက်ညနေပိုင်းအထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်အရောအဆုံးသတင်းတွေပုံအနေနဲ့ကတော့ကိုရီးယားရောက်မြန်မာတွေတရားမဝင်နိုင်ငံကူးလက်မှတ်တန်းတိုးရင်အရေးယူမယ်လို့စိုးမျိုးရဲ့မင်းအောင်လှိုင်စစ်ကောင်စီတန်ယုံကဒုတိယအကြိမ်မြောက်ထပ်မံကြေညာလိုက်ပါတယ်ကိုရီးယားရောက်မြန်မာတွေအနေနဲ့တန်းကုန်သွားတဲ့နိုင်ငံကူးလက်မှတ်ပတ်စပို့စာအုပ်တွေကိုတရားမဝင်တဲ့ ်တစိတ်တုံးတွေနဲ့တက်တန်းတိုးနေတဲ့အပေါ်ကိုရီးယားနိုင်ငံရဲ့ဥပဒေနဲ့တောင်းဝင်အရေးယူဖို့စောင့်ရက်နေတယ်လို့စိုးမျိုးမင်းအောင်လိုင်းစစ်ကောင်စီတန်ရုံကထုတ်ပြန်ကြေညာလာပါတယ်။တက်တန်းကို passport စာအုပ်တွေကိုမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကိုရီးယားကိုယ်စားလှယ်ရုံးကနေပြီးခဲ့တဲ့ဩဂုတ်လကတည်းကထောက်ခံစာပေးပြီးတက်တန်းတိုးပေးနေတာတွေရှိနေချိန်မှာစစ်ကောင်စီတန်ရုံကအခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် NUG ကနေပြီးတော့တက်တန်းတိုးပေးတဲ့ဟာ တောင်ကိုရီးယားနိုင်ငံကဆိုဝါခွင့်ပြုချက်နဲ့မှလုပ်လို့ရမရဖြစ်ပါတယ်။ဥပမာကိုခလီကစားသူလုပ်လို့ရရမဟုတ်ပါဘူး။ဒါဆိုရင်အားလုံးမေးနေတဲ့မေးခွန်းတွေထဲမှာတောင်ကိုရီးယားဆိုရကဘသူ့ကိုထောက်ပခံနေရလဲ။တက်တက်ကိုထောက်ခံပါလား။ NUG ကိုထောက်ခံပါလား။ဒါတွေကိုစဉ်းစားရမလို့ပါဘူး။ NUG နေနဲ့ခုလိုတတန်းတိုးပေးနေတာဟာတောင်ကိုရီးယားဆိုရကနေပြီးတော့ NUG မှာတက်တန်းတိုးခွင့်ရှိတယ်ဆိုတဲ့သဘောတရားကိုထောက်ခံပြီးလို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာစစ်တပ်ဘက်ကထောက်ခံသူတွေကပြောလဲဆိုတော့ ဒါဆိုရင် မြန်မာနိုင်ငံကိုပြန်လာလို့မရပါဘူးတဲ့အဲ့ဒီ passport နဲ့ဒီတို့ passport တန်းတိုးနေရမြန်မာနိုင်ငံကိုပြန်လာဖို့မဟုတ်ပါဘူးမြန်မာနိုင်ငံကိုပြန်လဲဂျင်လုံးလို့ passport တန်းတိုးတဲ့လူများထင်နေသလားတော့မသိပါဘူးဘောမတွေကတော့ရည်စရာပေါ့ဗျာနောက်ထပ်သတင်းပုဒ်ကတော့ဓာအုပ်မြို့တွင်စစ်တပ်မှဗိုလ်မှူးတန်းနိုင်ဦးဦးဆောင်၍မျိုးသမီးများပါဝင်ပြည်သူ80ခန့်ကိုအော်တာဆွဲဖမ်းစီးပြီးလက်ပြန်ကျူးတို့ခေါ်ဆောင်သွားတယ်လို့ပြောထားတာကိုတွေ့ရှိရပါတယ် ဒါတော့မန္တလေးတိုင်းတထောင်ဦးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ပြည်သူ80ကိုပေါ်တာဆွဲတော့လို့ပြောပါတယ်။ဝင်ပါလာ10ရက်ဒီနေ့နနက်9:00နာရီမှာစတင်ပြီးဒါအုပ်မျိုးတွေအကြမ်းဖက်စစ်တပ်မှဗိုလ်မှူးတန်းနိုင်အောင်ဦးဆောင်ပြီးတော့လူတွေကိုပေါ်တာဆွဲနေလို့သိရပါတယ်။ဒီနေ့ပေါ်တာဆွဲတာအရန်ကျန်းပါတယ်။လူ80လောက်ပါတယ်။ခါတိုင်းလူမကြီးတော့ရွာထိတ်တနေရာထဲမှာထိုင်ပြီးဆွဲတာမဟုတ်တော့ပဲဒါအုပ်မျိုးပတ်ဝန်းကျင်ဘက်မှာပါနေရာပြောင်းပြီးလိုက်ဆွဲနေတာပါ။အမီရဲ့လူစီကိုလည်းခါတိုင်းလိုခေါ်တာမဟုတ်ပဲဖမပြေးနိုင်အောင်ကြိုးတုပ်ဖမ်းဆီးပြီးခေါ်ဆောင်သွားတာပါ ဖန်စီပေါ်တာဆွဲခံရတဲ့အထက်မှာအမျိုးသမီး2ဦးလည်းပါသွားပါတယ်။ဒီနေ့မနေ့9နိုင်မှစပြီးဖမ်းတာပါ။ဒီနေ့တရက်ထက်မှာအယောက်40 80လောက်ပါသွားပါတယ်လို့ပြောထားတော့တွေ့ရှိရပါတယ်။ဒါဒေသခံတဦးကပြောထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။နောက်ထပ်သတင်းဒီပုံမှာတော့ရွှေကျင်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းများကိုဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းဒီပုံမှာတော့ဂျပန်နိုင်ငံတိုကျိုမြို့တွင်ပက်ထရီပွဲတော်ပြုလုပ်မည်ဟုကြေညာထားတာတွေ့ရှိရပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့ရှင်ကျူးကုမြို့နယ်တခါတနုဘာဘာရှိအိုယာမာပန်းချံမှာ နှွေဦးတော်လန်ရေးမှသည်ဖက်ဒရယ်အောင်ပွဲစီသို့ဆိုတဲ့ကျွေးကြော်တန်ဖြင့်တတိယအကြိမ်မြောက်ဖက်ဒရယ်ပွဲတော်ကိုနိုဝင်ဘာလ18ရက်နေ့မှာပြုလုပ်သွားမယ်ဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါရန်ပုံငွေရှာဖွဲပွဲမှရရှိမိအချိုးမြက်များကိုမြမပီတွင်ရှိစစ်ဘေးဒုက္ခကြုံတွေ့ခံစားနေရသောနေရာသီးသီးသို့ပြဆိုင်ရတိုင်းရင်သားဖွဲ့စည်းများတော်လန်ရင်အင်အားစုများမှတဆင့်အပြည့်အဝပေးပို့လှူဒန်းသွားမည်ဖြစ်ကြောင်းဝဲကျင်းပါရေးတာဝန်ခံတဦးဖြစ်သည့်ဦးတန့်စော်ထက်ကပြောကြားထားတာကိုလည်းသိရှိရပါတယ်။ နောက်ထပ်သတင်းဒီပုတ်မှာတော့အန်နပ်ပါခမှထွက်ပြေးလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကို CDF ဖွဲ့ကနေပြီးတော့ဖမ်းဆီးလိုက်ပါတယ်။အန်စစ်တပ်ထဲမှာပါတယ်ဖြစ်နေလဲ။သူတားတော့စဉ်းစားတယ်မလို့တော့ပါဘူး။ထွက်ပြေးတဲ့လူတွေတော့ရှိနေပြီဆိုတဲ့ကတော့ဒါဟာမကြခင်ပါပဲ။အန်နပ်ပါခိုင်တခုလုံးကတော့ကြာသွားမှာတော့ညင်နေပါပြီ။ဒီလိုမျိုးသတင်းကောင်းအောင်လဲမျိုးဒီအားလုံးစောင့်နေမယ်လို့လဲယုံကြည်ပါတယ်။အားလုံးပဲကျွန်တော်တို့ရဲ့ရှင်ပြည်တို့ဆက်သွားပါမယ်။အမျိုးဒီအားလုံးအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါတယ်။ ဒီဗီယိုလေးမှာကတော့မြင်းကြံကဘလက်တိုက်ကဖွဲ့ရဲ့ကိုပိုင်လက်နက်တီထွင်ထုတ်လိုက်ခဲ့ပြီးဖြစ်ပါတယ်။လူလက်နက်ထုတ်လိုက်နေတာကိုလည်း congratulation ပါ။တကယ်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။ကိုပိုင်လက်နက်ထုတ်ပြီးတော့ကိုပိုင်တိုက်ပွဲဝင်နိုင်ရင်တော့ပုံမှုပြီးတော့ကောင်းမွန်တဲ့အနေထားတွေကိုလည်းရောက်ရှိလာမှာပြောယုံကြည်ပါတယ်။ကဲကိုမိုက်ကရဲ့ရွှေမှုဗီဒီယိုချက်လောက်မျှဝေခန်းစားကြရအောင်။ Nvidia ထုတ်တဲ့နော်ကာပိုင်ဖြစ်ပါတယ်။ဒီအရကျွန်တော်တို့ရှင်းမ်းမှာရှိတဲ့ကြာမဲလေးတွေရှိဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့အိန္ဒိယ ူလုံးဟူနေစားအစားထိုးပြီးပို့တော့မှာဖြစ်ပါတယ်။စကားစားတွေအတွက်အဲဒီကတော့ဒီကပိုင်းဟိုဘောနော်အဓိကရွယ်ပြီးတော့ထုတ်လုပ်ခဲ့တာကတော့ညီတို့ဒီအဲရှေ့တန်းစစ်မြေနယ်ပြင်မှာဘောနော်ရှိနေတဲ့ MPD တပ်ဖွဲ့ကအကြမ်းလေးတွေဘောနော်ရဲဘော်တွေအတွက်ဒီအဲအစားထိုးပြီးပို့ပါပဲတဲ့နဲ့အရှင်တော်ကညီတို့ MPD တပ်ဖွဲ့ကရဲဘော်တွေဘောနော်အသုံးပြုနေတဲ့တဲ့နဲ့တွေကတိုက်ပွဲရေရှိချလာတာနဲ့အမြဘောနော်အဲဒါတက်တာတွေဘောနော်အဲများတယ်ဘောနော်အဲနောက်မှကျတော့ဒီရဲဘော်တွေထိခိုက်မှုတွေများတယ် ဲပြီးလို့ရှိရင်ဘောတော့လေးလံတယ်အဲအဲ့ဒီကပြဿနာလေးတွေရှိပါတယ်ခင်ဗျာဟုတ်အဲဒီအခုထုတ်လိုက်တဲ့ကပိုင်းမှာတော့အဲ့ဒီပြဿနာလေးကိုဖြေရှင်းပြီးသားဖြစ်တော့ပါတယ်။ဘာကြောင့်လဲဆိုတော့ကြည်ဘောတော့ကြည်ရှားပါမှုပြဿနာဖြစ်နေတယ်ဘောတော့အရင်တနက်ဒီထဆာရင်ဒီတနက်မှာအသုံးပြုတဲ့ကြည်က5.5မီလီမီတာကြည်ကဝယ်ရလွယ်ကူတယ်။ပြီးလို့ရှိရင်တနက်ကပေါ်ပါတယ်ပြီးလို့ရှိရင်မီတာတရာအတွင်းပြင်မကူတိကျအောင်ပြင်နိုင်တယ်ဘောတော့အဲ့ဒီကအားသာချက်တွေများစွာရှိပါတယ်ခင်ဗျာ။ဒီကုန်ကြသေးကတော့တနက်တက်ကို၄သိန်းကျော်၄သိန်းဝင်ချင်လောက်တော့ကြာရှိပါတယ်ဗျာဟုတ်။ ဟမ်ဖဲပါဟုတ်ဒီပေါ့တော့ဟုတ်တယ်ဘုရရှော်တော့မထင်နဲ့ဘာလုံးပဲတနက်ဒီကိုပိုင်းတနက်ဒီထုတ်လွှင့်နိုင်ခဲ့ပြီမဲ့လေဒီကပူကောင်းတဲ့တနက်တွေကိုပဲပို့ပြီးတော့ဒီသူတွေရဲ့ထောက်ပံ့မှုနဲ့ရရှိပါသေးလို့ဒီကနေပြီးသူမကောင်းတောင်းပေးလိုက်ပါတယ်ဟိုမိုက်ခဲတို့ဖွဲ့ကိုလည်းမြေနဲ့အောင်မြင်မှုတွေစုကူနိုင်ပါပဲအားချင်းအောင်တော့ကြောက်တယ် ါမဲ့တင်တန်းရောက်လာတဲ့အချိန်ကျတော့အရန်ပျော်သွားတယ်အဲ့တော့တင်တန်းကလာမှနေပေါင်းဆောင်တငယ်ချင်းနေနဲ့တွေ့ခဲ့ရလို့ပျော်လဲပျော်တယ်အဲ့တော့သူရဲ့ညီကိုထက်ပိုတဲ့တန်ရုံးစင်းမြေတာတရားကြီးလည်းရတယ်ခု3လပြီးပြီဆိုတော့သူတို့နဲ့ခွဲရမှာဆိုတော့စိတ်ထဲမှာတော့တမျိုးကြီးပေါ့စိတ်တက်မကြပါနဲ့လို့ခွဲရမှာဆိုလေနော်ခွဲရမှာစိတ်တက်မကြနဲ့ခုအားကမင်းတို့တင်တန်း3လပြီးသွားတဲ့ခါမှာခွဲရမှာပြီးရင်မင်းတို့ကိုရခိုင်အောင်ပို့မယ်ပြီးရင်မင်းတို့အားလုံးခွဲရမှာနော်အဲ့တော့တိတ်ပြီးတော့အခုတည်းကတေချာတွေ့တာနော် မကြခင်ကတစ်တလုံးခွဲရမှာဆိုတော့ဟုတ်ပြန်ဆုံးပါပါနည်းနည်းကိုတာဝန်ကြည့်စုတောင်းနေအမှစုတောင်းနေလိုက်ပြန်ဆုံးဖို့တမတော်မှာနည်းနည်းကလာအတိုင်းလာနေပြီးတော့တာဝန်ကြည့်ပူစံထမ်းဆောင်သွားမယ်လို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်ကျွန်တော်တနက်ပြည့်အကောင်းဆုံးစုရခဲ့ပါတယ်ရမ်းပြောတယ်ဟာအမှတ်တရာခန်နဲ့အချက်ကြီးတင်ချောင်းနဲ့ဤသူစစ်မှုတင်တဲ့ပတ်စင်လေးတနက်ပြည့်အကောင်းဆုံးစုတယ်ကြည့်ဒီကောင်မျက်ခေါ်လေးမှတ်ထားစမ်းပါကွာအဲ့လိုတနက်ပြည့်ကောင်းနေဆိုတဲ့ကောင် တော်လိုင်းအဖွဲ့တွေမိွားတဲ့ခါကျရင်ပြာသားမှာပြန်ပြီးနောက်တစ်ခေါက်ဒီကောင်ဒီကောင်မျက်နှာကိုကြည့်ကျင်လို့အလုံးဆိုဒီစုကအိမ်ပြန်အမေကိုလက်ဆောင်အနေနဲ့ပြီးမယ်စုလေးလည်းဖြစ်လို့ပါဒီစုရောက်ကျွန်တော်တင်ထားပြီးတဲ့အတိုင်းကျွန်တော်နောက်ချိန်ပေါင်းရှိချိန်သည်ချိန်ပေါင်းတစ်ဖြောင်းနဲ့ထားပြီးတော့ပြစ်ခဲ့ပါတယ်အဲအကြောင်းဗိုလ်လေးတင်ပြီးတဲ့အတိုင်းပြစ်ခဲ့တဲ့အတွက်လည်းဒီစုကိုကျွန်တော်ရခဲ့ရပါကျွန်တော်ချိန်မုံကြီးစီရေးပြနောက်ပြီးကြန့်ခိုင်ရေးလက်နက်ငယ်ဘာသာရဲ့ အဲ့တော့စင်နီဗျူဟာဒီကိုတင်ကြားပြသပေးခဲ့ပါတယ်ပြည်သူစစ်မှုဆိုင်ရာဆိုတဲ့အတိုင်းအခွင့်အရေးတွေလည်းအစိုးရနေပြီးတော့အကုန်လုံးကိုပေးထားပါတယ်ကိုရောက်တဲ့တိုင်ရင်ပေါ်မှာလည်းဘာမှစိတ်တက်ကြရမလို့စိတ်အားငင်းစရာလည်းမလို့အခွင့်အရေးတွေလည်းထပ်ပြီးအောင်မယ်အဲ့ဒါဒီလည်းအရှိအပတ်စဉ်တော့ကလည်းတငယ်ချင်းတွေပါသွားတယ်တငယ်ချင်းတွေနဲ့ဆက်သွေးရတဲ့ရှင်တငယ်ချင်းတွေလည်းပြောပါတယ်ကျွန်တော်ကစီးကဲမရှိဘူးဗျနည်းနည်းလေးအတုံးဖြုံကြီးရယ်ဒီမှာကျတော့စီးစနစ်စရာနဲ့တုံးရတာဆိုတော့ပို့ပြီးတော့အဆင်ပြေသွားစိတ်တက်စီးကဲလည်းကောင်းသွားတယ်နောက်ပြီးတော့နေဝန်ထိုင်ဖို့ အချိန်ကိုလည်းတမိုးထားသက်သွားတယ်။ကိုအရက်သားဘွားမှာတော့အချိန်ကိုတမိုးမထားတော့ဘော့ဒီတက်မတော်တွေရောက်လာတဲ့အချိန်ကျမှအချိန်နဲ့တပြေးညီလှောက်ရှားရတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ဆိုတဲ့တမိုးနားလေသဘောပေါက်လာတယ်။တက်မတော်လည်းကျေးဇူးတင်ပါတယ်။နောက်လာမယ့်ညီငယ်တွေအတွက်ကတော့အပြင်မှာကြားခဲ့ရတဲ့အရာနဲ့အခုဖြစ်နေပြနေတဲ့အရာနဲ့ကတော့တခြားစီပါလို့အေးဟုတ်တယ်အဲ့ဒါတော့မင်းတို့အပြင်မှာကြားခဲ့ရတဲ့အရာနဲ့မင်းတို့အထက်မှာဖြစ်ပြနေရတဲ့ကွာသလိုအထက်မှာဖြစ်ပြနေတဲ့အရာနဲ့လည်းရခိုင်မှာဖြစ်ပြနေတဲ့အရာရဲ့ကွာတယ်ဆိုတော့နောက်ကျရင်သိလိမ့်မယ်ဒါတော့ကျွန်တော်တို့ ဟမ်နိုင်ငံတော်ငွေကြေးရဲ့တရုတ်နိုင်ငံခီးစဉ်ကနေအပြန်ပြီးတော့အီလာလီစိမ့်မှာလာရောက်ကျူဆုံနေတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့မြုံမဲဖြစ်ပါတယ်အဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တို့ဒီလာရောက်ကျူဆုံတဲ့သူတွေကတရုတ်မြန်မာနှစ်နိုင်ငံအလံကိုဒါကင်ထားတာတွေ့ရပါတယ်အဲ့မှာဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံဘတ်ဆုံခုမျိုးတွေ့တဲ့အတွက်ချိုးဘတ်ဆောင်ခဲ့တော့ကိုချုံမူကြီးမင်းအောင်လိုင်းအားကျူဆိုပါကြီးဆိုတဲ့ဒီဖနိုင်းနေပြီးတော့ကျွန်တော်တို့ဒီတရုတ်ဝန်ကြီးချုပ်နဲ့ဒီနိုင်ငံတော်ငွေကြေးတို့တရုတ်နိုင်ငံခီးစဉ်မှာဒါတိသက်တွေ့ဆုံခဲ့တဲ့ဒီဖနိုင်းတွေကိုလည်းထုတ်ထားတာတွေ့ရပါတယ်အဲ့မှာလက်ရှိဒီနိုင်ငံသူနိုင်ငံသားတွေကကင်ထားတာက ဒါတရုတ်မြန်မာနှစ်နိုင်ငံအလံပေါ့ဗျာတရုတ်မြန်မာနှစ်နိုင်ငံအလံကိုကင်ထားတာဖြစ်ပါတယ်ဒီတော့တရုတ်မြန်မာချစ်ကြည်ရေးတရုတ်မြန်မာနှစ်နိုင်ငံကြားချစ်ကြည်ခြင်းမျိုးအဆွန်ရှိပါစေဆိုတဲ့ဒီဖန်တိုင်းတွေလည်းတွေ့ရပါတယ်အဲ့တော့ဒီလမ်းမေးကိုဒါကတော့ကျွန်တော်တို့လည်းနေပြီးတော့ခေလာလေးစီအတွင်းပိုင်းဖြစ်ပါတယ်ဟိုအပြင်ပိုင်းမှာဆိုရင်လည်းပဲဒါချိုးဆိုးနေတဲ့နိုင်ငံလူနိုင်ငံသားတွေများစွာရှိပါတယ်ပြီးတော့ကျွန်တော်အမှုပညာအတိုင်းဝန်းကလည်းဒီမှာလာပြီးတော့ချိုးဆိုးနေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီဝင်လာတဲ့အခါမှာနိုင်ငံလူနိုင်ငံသားတွေကဒါသူတို့မှမျှော်လင့်ချက်အကြီးမားစွာရှိတယ်ဗျသူတို့ရဲ့မျက်နှာတွေမှာ ဒါသူတို့ပြောချင်တဲ့စကားလုံးတွေများစွာပေါ်တော့ဗျာဒီကတော့နိုင်ငံတော်ညဉ့်ညံ့ရေးဖွံ့ဖြိုးတိုးတက်ရေးပြီးတော့ကျွန်တော်တို့ဒီဗိုလ်ချုပ်ကြီးမေအောင်လိုင်ရဲ့ဒါတရုတ်နိုင်ငံခီးစင်မှာများစွာနိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာဆန်းဆောင်ပေးနိုင်ခဲ့မှုပေါ်မှာသူတို့များစွာအားရကျေနပ်မှုတဲ့မြင်ကွင်းတွေပေါ့ဗျာပြောဆိုခြင်းနဲ့စကားလုံးတွေတွေ့နေရတာဖြစ်ပါတယ်ကဲအားလုံးပဲဒါလေးကတော့မင်းအောင်လိုက်တရုတ်ပြည်ကပြန်လာမဲ့ခီးစင်ကိုလာကြိုးဖို့တော်တယ်ဗျာကျော်စိုးဦးပေါဝင်အားလုံးစောင့်နေကြတာပေါ့ ဒီမှာတခုပြောချင်တာကဘာလဲဆိုတော့ဒီကောင်တွေရဲ့ဘောမာတွေဘောကသနာဖို့တော်တော်ကောင်းပါတယ်ဘလို့ဆိုတော့လွန်ခဲ့တဲ့လကပဲသူတို့တွေကဒါ NUG ကိုလည်းပြပအာကိုပစိန်ရို့လို့ပြောခဲ့ပြီးတော့သူတို့အားလုံးကနေပြီးတော့တရုတ်ကိုစန့်ကျင်ရေးဒီနိုင်နေကင်ပြီးတော့ဆန္ဒပြခဲ့တာလည်းသူတို့ပါပဲတရုတ်ကိုလည်းသူတို့ဆန္ဒပြခဲ့ပါတယ်ဒီလိုပဲတရုတ်ကိုဆန္ဒပြခဲ့တော့ကလည်းသူတို့ပဲအခုတရုတ်ကိုမင်းအောင်လိုင်းသွားပြီးတော့တရုတ်နဲ့ဆွေးနွေးဒရုန်းကိစ္စတွေပြောဆိုပြီးတော့ပြန်လာတော့လေတရုတ်ကို ပြန်ပြီးတော့ကြိုးဆိုတာလဲသူတို့ပါပဲဘောမတွေခင်ဗျာမာတော့ဘောကအထက်ကလှုပ်ချင်တာလှုပ်တိုင်းသူတို့ကလည်းနောက်ကလိုက်လုံနေရတဲ့နေသားတစ်ခုမှရှိနေတာကိုလည်းတွေ့ရပါတယ်ဒါကတော့ဘောမဆိုတဲ့အတိုင်းပဲဘောကဘောကြီးဘာလို့လှုပ်မနေရတာပေါ့ဗျာအလုံးမေးဒါလေးကတော့တရုတ်ကြီးစင်ကနေပြီးပြန်လာတဲ့မင်းအောင်လိုင်းကိုကြိုးဆိုနေတဲ့တရုတ်ကိုစန္နပြကန့်ကွက်ခဲ့တဲ့လူတွေပဲဖြစ်ပါတယ်ဗျာရန်ကုန်ကိုပပလေးပုတ်နေပြီရှင့်နော်ဒီနေ့မနေ့ပဲ မော်ဘီလီတက်စကန်ကိုနော်ရှော့ရိုက်တုံးနေနဲ့ခြားတယ်ဆိုတဲ့သတင်းတွေလည်းကြားပြီးပြီးနေမှာပေါ့နော်မသိဘူးရှင်ကျွန်မတော့သတင်းတွေလိုက်ကြည့်နေတဲ့အတွက်ကြားရတယ်နော်အဲ့တော့ရန်ကုန်ကိုဘာဘာလေးပုတ်နေပါပြီလို့တော်လည်းအခြေအနေကအဲ့ဒါပဲကြည့်ပေါ့ရှင်နော်တခြားမပြောနဲ့ပေါ့ပြည်သူအားလုံးတရက်လုံးပါဝင်နေတဲ့တော်လန်ရေးကို ရှင်တို့နိုင်ငံရေးအရာဖြည့်ရှင်းမယ်ဆိုတဲ့နော်အတန်ထုတ်မှုကြီးကဘာမှ အရာမထင်ပါဘူးเนาะဘာမှအရာမထင်ဘာဖြစ်လို့လဲတိလားရှင်တို့စိတ်တလူပြောလို့ရတယ်စိတ်တလူအုပ်ချုပ်လို့ရတယ်ဟွန်းပြည်သူပိုင်ရှင်တို့စိတ်တလူလှုပ်လို့ရတယ်ပြည်သူမပါနေဘူးရှင်ရှင်တို့ဘောမတွေဘက်ကပြောနေတယ်ဟာလားနော်စစ်ကောင်စီကိုထောက်ခံနေတဲ့လူအများကြီးပါပြည်သူကအ ਨੇ စုပါဆိုတော့ယူးလို့ပြောတာရှင် နော်သူတို့တွေထမင်းစားတာရောဟုတ်ရဲ့လားတော့ကျွန်မမသိဘူးဒါမှမဟုတ်မျက်လုံးတွေမြန်ကန်းနေတာလားကြောင်တောင်ကန်းနေတာလားအုံနောက်တွေမြန်ပျက်စီးနေတာလားမသိဘူးရှင့်တလိษံနဲ့မာပြီးမွေးလာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါဘူးနော်ကြည့်ကြည့်လိုက်ပါသတင်းမီဒီယာဘယ်သတင်းမီဒီယာတွေအားကောင်းနေလဲတော်လန်ရေးသတင်းမီဒီယာတွေအားကောင်းနေဘာဖြစ်လို့လဲပြည်သူပူးပေါင်းလို့ဟုတ်လားသတင်းတစ်ခုခုတင်မယ်ဆိုလို့ရှိရင် တော်လန်ရေးဘက်ကသတင်းမီဒီယာတွေမှာသတင်းအမှန်တွေရနေတာဟာ ပြည်သူလူထုဟာပူပေါင်းပါဝင်နေလို့ပဲအဲ့တော့ရှင်တို့ကကဏ္ဍဆောင်ကိုကြည်တက်ရမယ်ရှင်တို့လိုက်ကြည့်ချင်မှလည်းကြည်မှာပါဘာဖြစ်လို့လဲဆိုလို့ရှင် ရှင်တို့ကတကယ်ချင်းကြိုက်တဲ့လူတွေတကယ်ချင်းကြိုက်တဲ့လူတွေရှင်တို့ပေါက်ကရအဲ့ဒီဘက်ကနေပြီးတော့ဟဲ့ဘောမလေးဘောမလေးတော့တဲ့ပြောနေနော်မိသမီးလေးကတော့ရှင်တို့ကိုလေတည်လားအဲ့ဒီစစ်ကောင်စီဘက်ကနေပြီးတော့မှပေါက်ကရလွတ်နေတည်င်းနေလွတ်နေတည်င်းနေဆိုလို့ရှင်ရှင်တို့တွေကအဟုတ်ကြီးတွေမှန်ပြီးတော့တည်ရမလား နော်အဲဒီတော်လိုင်းဘက်ကထုတ်တဲ့သတင်းတွေဆိုဂျင်းသတင်းတွေဂျင်းသတင်းဂျင်းသတင်းနဲ့ပဲရှင်တို့စကန်းနေရလေစကန်း3000ကျော်လောက်ကတင်ပလိုက်တာရှင်တို့ရှင်တို့ကအခုချိန်ကြီးဂျင်းသတင်းလို့ကောင်းတော့ဟာလာဘယ်နှစ်ဘယ်စကန်းကိုတင်လိုက်ပါပြီဆိုဂျင်းမှာကွာဟာလာဘယ်မှာတင်တာလဲဟာလာသေးတာဟာ3000ကျော်သွားပြီစကန်း3000ကျော်သွားပြီစစ်တက်စကန်းဒီစကန်း3000ကျော်ဟာနော်မြန်မာစစ်ကောင်စီရဲ့တဝက်လောက်ကျိုးသွားပြီရှင့် เนาะအဲ့တော့ထားပါနောက်တစ်ခုကဘာပြောချင်တာလဲဆိုလို့ရှိရင် ထောင်ထဲမှာရှိနေတဲ့เนาะ NLD အစိုးရရဲ့လက်စေဝန်ကြီးဦးဝင်းခိုင်ကိုလူငယ်ချမ်းသာ့ွင့်ပေးပြီး၁၇အကြာမှာကွယ်လွန်သွားတယ်เนาะဒေါက်တာစောမြင့်မောင်လည်းအတူတူပဲအဲ့တော့လူငယ်ချမ်းသာ့ွင့်ပေးပြီဆိုရင်မျက်ခုံးလှုပ်နေပြီပေါ့ရှင်เนาะအဲ့တော့ထောင်ထဲမှာဘလောက်ထိ နော်ရက်ဆက်ရုံမာမှု အပေါင်းတရဖူစောင်းပြီးတော့ဘလောက်ထိနှိတ်ကွတ်နေပြီလဲဆိုတာကိုကျမတို့ဒီသတင်းတွေကိုကြည့်ခြင်းအဖြစ်ခန့်မှန်းလို့ရပါတယ်ထောင်ထဲမှာရှိတဲ့လူတွေဘလောက်ထိလူအခွင့်အရေးချိုးဖောက်ခံနေရလဲနော်မိန်းကလေးတွေရဲ့ဘဝလဲမတွေ့ရဘူးနော်ဆိုတဲ့အခါကျတော့လူမဆန်တဲ့လောက်ရက်တွေအများအမ်းလုံနေပြီးတော့မှ တဇက်ကလေးတော်မလျှော့ပဲနဲ့ပြည်သူလူထုအပေါ်မှာအမျိုးမျိုးဖိနှိပ်နေတဲ့နော်အဲ့ဒီစစ်ခွေးတွေကနိုင်ငံရေးအကြောင်းဆွေးနွေးပြီးတော့နတ်နတ်ကင်တွေကိုဟလာနိုင်ငံရေးနီးနဲ့ဖြည့်ရှင်းမယ်ဆိုတဲ့ဇကားကခွေးဖင်ကနေနတ်ဇကားထွက်တာပဲရှင်တဲ့လူတွေရှင်နေတာတော့ပြောစရာဇကားမရှိဘူးအရှင်နော် ရှင်တို့မွေးတဲ့ရအသိမွေးခဲ့ရမယ်ကောင်းဒီမြန်မာနိုင်ငံမှာဟော့တီလူကိုလူမျိုးတွေကိုမျက်မြင်ကိုတွေ့ရက်ရက်ဆက်ဆက်နော်လေးနှစ်တိုင်တိုင်လှုပ်ပြလာတာတော့မှဒီနေ့ဒီအချိန်ထိစစ်တပ်ကိုမပြိုလဲစီခြင်းပါဘူးဆိုတဲ့လူတွေဟာရှင်တို့ဘာတွေနဲ့ထမင်းစားခဲ့တာ သူများရဲ့ချွေးနှဲစာကိုနော်ရှင်တို့မတရားရယူပြီးစားနေတဲ့လူမို့လို့လူတွေရဲ့ပြည်သူတွေရဲ့ခံစားချက်ကိုရှင်တို့နားမလဲရလားဒီထက်ပိုရုံမာတဲ့စစ်တမရှိတော့ဘူးဖြစ်မရှိတော့ဘူးနော်ဒီထက်ကောက်ကျစ်ပြီးတော့ဒီထက်ပြည်သူအပေါ်မှာပယောစိတ်တကောင်လောက်တောင်မှပြည်သူရဲ့အသက်ကိုတန်ဖိုးမထားတဲ့ ပြည်သူရဲ့စီးစိမ်ဥစ္စာ တိုင်းပြည်ရဲ့စီးစိမ်ဥစ္စာဘန်းနာအားလုံးကို အမျိုးမျိုးရတဲ့လမ်းနဲ့ဖြတ်လို့ဖြက်စီလုပ်ပြီးအိတ်ထဲကောက်ထဲခဲ့တဲ့ကောင်းကြီးအမြဲတမ်းချမ်းသာလာတဲ့ကောင်းကြီးဟာလားစင်ရဲ့ချင်းဆိုတာကို မကြားဘူးမမြင်ဘူးမတွေ့ဘူးအောင်လို့သူတို့အဝန်းအဝိုင်းလေးတက်တက်ထူထောင်ပြီးတော့မှတိုင်းပြည်ထဲမှာ ကောင်းတဲ့အနေအရာတွေကိုဟာလားပြည်သူပိုင်းပစ္စည်းတွေကိုနော် အစိုးရပိုင်ဆိုပြီးတော့လက်ညှိုးထိုးပြီးတော့เนาะတင်းယူထားတဲ့ရှင်တို့ရဲ့စစ်တပ်ကြီးမြမပြည်မှာမရှိရင်ဘာဖြစ်သွားမလဲလို့မေးလာတဲ့လူတွေကိုအော်တယ်အဲ့ဒီစစ်တပ်မြမပြည်မှာမရှိရင်ဟာလားတိုင်းပြည်ကြီးဟာငြိမ်ချမ်းအေးချမ်းပြီးတာယာဝပြောနေမှာပဲเนาะအခိုးတဲ့လူရှိပါစေအောင်ဟုတ်လားတခြားနိုင်ငံတွေမခိုးတာလားခိုးတာပဲ ဒီမိုကရေစီအပြည့်အဝရထားတဲ့နိုင်ငံနေလို့ပြောတဲ့နိုင်ငံတိုင်းဒီမိုကရေစီမနေဘူးသူတို့လည်းလက်စားမှုတွေအများကြီးရှိတာပဲဒါပေမဲ့တိုင်းပြည်ကိုတိုးတက်အောင်လုပ်နေကြတယ်ဟုတ်လားရှိသမျှအကုန်လုံးငါဟာဆိုပြီးနောက်ဆယ်သက်စားမကုန်အောင်လော်ကြီးအုံမထားဘူးเนาะကျွန်မမမြင်ဘူးရှင်အဲ့လိုအဲ့လိုခေါင်းဆောင်ရှင်စရာကောင်းတယ်ရှင်စရာကောင်းတယ်ကြောက်စရာကောင်းတယ် ီလိုလူမျိုးရဲ့လက်ထဲမှာတိုင်းပြည်ကိုရှင်တို့ဘောမာတွေဘလို့နီးနဲ့ထားကျင်တာလဲဘလို့နီးနဲ့အပ်ကျင်တာလဲတော့ကျွန်မမသိအေးဟလာကိုကောင်းစားဖို့အတွက်ကိုညီမပဲပေးရပေးရကိုအမပဲပေးရပေးရကိုမိန်းမရဲ့ခြံအောင်ပဲလှန်ပေးရလှန်ပေးရဆိုတဲ့စိတ်ဓာတ်တွေရှင်တို့မှာရှိလို့သာဒီလိုကောင်းမျိုးတွေကိုရှင်တို့တွေကအားပေးထောက်ခံနေတာရှင်တို့အားလုံးကလူယုံမာတွေပဲ လူယုံမာကိုမှယွန်စရာကောင်းတဲ့စောက်အဆင့်တန်းမရှိတဲ့လူယုံမာတွေဘောမတွေနည်းနည်းကတော့လူယုံမာတခုတည်းလို့ပြောလို့မရပါဘူးသူတို့တွေကမြန်မာနိုင်ငံရဲ့နာဂတ်ကိုဖျက်ဆီးခဲ့တဲ့အမိုင်းတရခဏီဖြစ်ပါတယ်သူတို့တွေကစစ်တပ်ရဲ့အလွဲတွေလုံနေတာကိုသိရသားနဲ့တိတိကြီးနဲ့ထောက်ကန်နေပြီး မြန်မာနိုင်ငံကြီးရဲ့ပျော်ရွှင်မှုတွေအောင်မြင်မှုတွေခြားနိုင်ငံနဲ့ရင်းပေါင်းတန်းနိုင်မှုတွေကိုဖျက်ဆီးနေတဲ့ အမိုင်းတည့်ရခဏီဖြစ်တာကိုတော့ပြည်သူတွေအားလုံးသိထားမှာဖြစ်ပါတယ်။တော်လိုင်းပြီးသွားတဲ့အခါမှာလဲနိုင်ငံတော်ကိုပြန်တည်ဆောက်တဲ့အခါမှာဒီဆောက်ရတာခက်ခဲနေမယ်ဖြည့်ဆည်းရတာလွယ်တဲ့အတွက်ပျက်စီးသွားတဲ့ຢာတွေကိုပြန်တည်ဆောက်ဖို့ဆိုတာတော့အချိန်တော်ကြာမှာဖြစ်ပါတယ်။အဲ့အတွက်လဲအားလုံးဟောမုံနဲ့စိတ်တည်းနဲ့ပူပေါင်းပြီးတည်ဆောက်မှာဖြစ်ပါတယ်။အဲ့အချိန်ကြာရင်ဒီလိုမျိုးဘောမာတွေအားလုံးဘောမာတွေတော့အားလုံးသိပြီးမှာပါဘောမာတွေရဲ့တည်င်းတွေကိုတော့ကျွန်တော်တို့ဒီဘက်က စပီကာတွေအကုန်လုံးကအမြဲတမ်းထုတ်ဖော်ပြောကြနေရဖြစ်တဲ့အတွက်အယောက်ချင်းစီတိုင်းဘောမာတွေရဲ့မျက်နှာတွေကိုသိချမှတ်ထားပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ဟိုနေထိုင်တဲ့မြို့ရွာမှာပဲဖြစ်ဖြစ်ရှိခဲ့မယ်ဆိုရင်တို့တွေအားလုံးကိုပြန်ဖိနှိပ်ရမယ်အနေထားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တို့တွေကဒီလိုရွေးကောက်တဲ့ NLD ဆိုရလက်ထက်ချိန်တော့ကအားလုံးကတွင်းအောင်းနေကြတာပါအခုချိန်မှာတွင်းနေရနေပြီးတော့ခေါင်းပြူထွက်လာတဲ့ဘောမာပေါင်းများသွားရှိနေတာကိုလည်းသိမှဖြစ်ပါတယ်အားလုံးပဲ တော်တို့နောက်ကြရင်လဲသူတို့ဖိနှိပ်ဖို့တော်တော်လိုအပ်တာဖြစ်တဲ့အတွက်အခုချိန်တည်းကဘုံမာရီရဲ့မျက်နှာတွေကိုသူချမှတ်ထားဖို့လိုပါတယ်အခုငားမင်းဆွေကိုဖမ်းလိုက်ပြီတဲ့ငားမင်းဆွေဆိုတာကျမတို့အတွက်တော့စောက်ပေါ်စောက်ယူကြီးပဲနော်အဲ့ဒီလိုစောက်ယူတကောင်ကိုလဲဟုတ်လားတက်မတော်ကိုလှောင်ပြောင်တယောမှုနဲ့ဖမ်းနေတဲ့နော်နောက်ကျမမနေ့ကတော့ဗီဒီယိုဖိုင်ထဲမှာပြောထားပါသေးတယ် နိုင်ငံသားမှာရှိနေတဲ့လူတွေကိုစည်ရင်းကိုကောက်နေတယ်ဆိုတာ၄တကယ်လုံနေရနော်အဲ့တော့ဘောမတွေသူတို့အကြောင်းတွေကိုပြောလို့နင်တို့အဖေတွေရဲ့ပထွေးတွေရဲ့အကြောင်းတွေကိုပြောလို့နင်တို့ဝင်နာပြီးဒီမှာဝင်ဆဲနေမဲ့အစားစစ်ကောင်စီမှာလိုအပ်နေတဲ့နေရာတွေကိုနင်တို့ကိုယ်တိုင်တွားပြီးတော့တိုက်ပေးလိုက်နော်နင်တို့နိုင်ငံသားမှာနေပြီးတော့မှနင်တို့ငါတို့တွေကိုလာပြီးတော့ဖင်ကောင်းလာကြည့်နေမယ် နော်အခုညီတို့အဘကဟလာပြည်ပမှာရှိတဲ့လူတွေရဲ့အစရင်ကိုဟလာကောက်နေပြီပြန်ခေါ်ဖို့အတွက်အဲ့တော့ပါစီမှမရှိဟလာညီတို့အစာပိုရင်နာတာငါတို့ကငကူတွေကစစ်ကောင်စီကိုဆိုတာကိုစောက်ထင်ကိုမကြည့်တာနော်စောက်ထင်မကြည့်တဲ့အပြင်ဒီဒီတော်လန်ဒီတော်လန်ရေးမှာအာနာရှင် ပြုတ်ကြဖို့အမြင့်ပြတ်ဖို့အရေးဝယ်ငါတို့ကခေါင်းထဲမှာရှေးရှုထားတဲ့အတွက်သူတို့ဘာပဲလုပ်ပြနေလို့ပြနေငါတို့တို့အသိမခံစားရတော့နော်အဲ့တော့နင်တို့ဘောမတွေအတွက်ပေါ့နော်နင်တို့ဘောမတွေအတွက်ကလေပို့ပြီးတော့ရင်နာစရာကောင်းတာတိလားနော်ဘုံကျဲတယ်ဘုံကျဲတယ်နင်တို့အိမ်ဆင်းတော့ပြေးတယ်ကျွန်တော်အိမ်လေးကွက်ပြီးကျဲပေးပါလို့နှုတ်ပြောခဲ့လားတပြုတ်လို့ရောရလားဟင်စစ်မှုထမ်းလိုအပ်နေတဲ့နေရာတွေမှာအမှန်ဆိုနင်တို့သွားရမှာအခုပြည်သူလူထုက ဒီစစ်ကောင်စီကိုပြန်တော်လှန်ဖို့အတွက်တနက်ကင်နေကြတာ PDF တွေဝင်ကြတာအဲ့ဒီလိုပဲနှုတ်ကပါဇက်ကနေပြီးတော့ဖင်ကောင်းရားနေမဲ့အစားနှုတ်စစ်တက်ကြီးမှာတွားပြီးတော့လက်နက်ကင်ပေးလိုက်လေဟုတ်လားဘလို့အစင်ပြီးလေဟမ်နှုတ်သေးရမှကြတော့ကြောက်တယ်ဟုတ်လားသေးရမှကြတော့နှုတ်ကြောက်တယ်ဒီလောက်စင်းပေါင်စင်းမရှိပေါင်မရှိလုံနေတဲ့ရုပ်မှာမှုအပေါင်းတရဘူးစောင်းနေတဲ့အဲ့ဒီစစ်တက်ကိုလိုလားနေတဲ့နင်နှုတ်အတွက် စစ်ကောင်စီကနေရရှိတယ်။နော်။သွားလိုက်ကြပါ။ပြောချင်တာသွားလိုက်ကြပါ။အဲ့ဒီလူမျိုးနေရနေနင်တို့နဲ့ထိုက်တန်ပါလေ။နင်တို့အိမ်ဆိုတာလည်းမြင်ဘူးတဲ့ကောင်တွေမဟုတ်ဘူးလေနော်။သူများအဲ့ဒီစစ်တပ်ကနေစစ်တပ်ထဲဝင်စစ်တပ်ကပေးတဲ့လိုင်းကမ်းလေးဟာလာဆဲပြီးပတ်လေလိုင်းကမ်းကိုမိသားစုဆယ်ယောက်လောက်နေနင်တို့ကျေနပ်နေတဲ့ကောင်တွေနင်တို့စောက်လုတ်လုတ်စားနေတဲ့ကောင်တွေလည်းမဟုတ်ဘူး။စောက်ပြင်းနေလေ။အဲ့တော့နင်တို့အတွက်စစ်တပ်ကြီးကအခုချိန်မှာခေါ်နေတယ်လေ။ အမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ GoJet Revolution Reaction Channel လေးမှာတော့အတင်းစီစဉ်နေတဲ့ဗီဒီယိုလေးတွေကိုတော့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲနဲ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာနေ့စဉ်တနေ့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးရောလဲအားပေးပြကြဖို့တောင်းဆိုလိုက်ပါတယ်